်အရက်ခတ်တော် AA ရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတီးကြတဲ့ပြဋ္ဌာန်းချက်စီကံချက်တွေကိုပြည်သူတွေအကြားတရားဝင် အသိပေးထုတ်ပြန်ဖို့လိုအပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောဆိုလာပါတယ်။ အရခတက်တော် AAC မှာစစ်မှုထမ်း45ရဲ့တင်တန်းတက်ပြီးရင်နှစ်နှစ်စစ်မှုထမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအထဲမှာလူငယ်တွေတာမကကလေးမိခင်တွေပါစစ်မှုထမ်းရမယ်ဆိုတဲ့အတွက်ကြောင့်လူလူအကြားစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။မတ်လ22ရက်နေ့က AA တာဝန်ရှိသူတွေနဲ့ကြီးရွာသားတွေတွေ့ဆုံရမှာအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့မြောက်ဦးမြို့နယ်တိမ်ညိုကြီးရွာကဒေသခံတယောက်ကနရင်းစရာသတင်းဌာနကိုပြောပါရယ်။ နှစ်နှစ်တာစစ်မှုထမ်းရမယ်ဆိုတော့အင်းထောင်သေးကလေးမိခင်တွေအနေနဲ့အင်ကိုခွဲပြီးစစ်မှုထမ်းဖို့မလွယ်ကူနိုင်ဘူးလို့လေဒေသခံတွေကပြောဆိုပါတယ်။ဒါကြောင့်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးလူထုအကြားအမျိုးမျိုးပြောဆိုနေတာတွေထွက်ပေါ်နေတာကြောင့်အရခတ်တတော် EA အနေနဲ့ကြားထမ်းချက်တွေကိုလူထုစီမှာတရားဝင်ရှပြတင်တယ်လို့ဒေသခံတွေကဆိုပါတယ်။ အေးအေးစစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းဖို့မသင့်တော်သူတွေမတန်ဆွမ်းသူတွေပညာသင်ကြားနေသူတွေပါဝင်မှာမဟုတ်ဘူးလို့အေးအေးနဲ့နှိဆက်သူတယောက်ကပြောပါရယ်